အလားတူဒေါ်ကျူကျူလာတောင်ကိုရီးယားနိုင်ငံဆိုးကိုအလဲအပတ်သွားတဲ့အခါမျိုးမှာလဲ MAI ရဲ့ Airbus လေယာဉ်တွေကိုတုံးတဲ့အကြောင်းနိုင်ငံသားရေးဝန်ကြီးဌာနက BBC သတင်းအင်းမြစ်ကပြပြပါတယ်ဒေါ်ကျူကျူလာဆိုးကိုမကြာခဏသွားတယ်ဈေးဝယ်ထက်တဲ့အခါများသောအားဖြင့်တန်အမတ်ကြီးလင်မယားတော့မလိုက်ရပါဘူးစင်ကာပူကိုလည်းရန်ဖန်ရခါသွားပါတယ် ျွန်တော်မိတ်ဆွေများအားလုံးတဘာဝဘေးအန်ဒရယ်နဲ့စစ်ခွေးအန်ဒရယ်မှာကင်းဝေးကြပါစေခင်ဗျဒီနေ့ကျွန်တော်ဖတ်ပြပေးမယ့်စောင်းပါတဲ့ဘုတ်ကတော့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်စီးတဲ့ Airbus လေးရင်အခွန်ကင်းလွတ်ခွင့်ရဆိုတဲ့ BBC မှာစောင်းပါဖြစ်ပါတယ်စေကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ရဲ့ပြည်ပခရီးစဉ်တွေမှာအသုံးပြုနေတဲ့ဒေါ်လာတန်းရှိတန်း Airbus လေယာဉ်ဝယ်ယူမှုမှာအခွန်ကင်းလွတ်ခွင့်ပေးခဲ့တဲ့အတွက်ဝေဖန်မှုတွေရှိနေပါတယ် အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း MAI ကအမေရိကန်ပြည်တော်စုအခြေစိုက် Aviation Capital Group C ကနေ2019ခုနှစ်ကစတင်ငှားရမ်းအသုံးပြုနေတာကနေဒီနှစ်စမ်းပိုင်းမှာဝယ်လိုက်တာပါ2024နှစ်ကုန်နဲ့ဒီနှစ်ထဲမှာတွားခဲ့တဲ့စစ်ကောင်းဆောင်ရဲ့အထင်ကရခီးစဉ်တွေဖြစ်တဲ့တရုတ်နဲ့ရုရှားခီးစဉ်တွေမှာ MAI ရဲ့ Airbus လေယာဉ်ကိုတုံးခဲ့ပါတယ်ဗိုလ်ချုပ်မူကြီးမင်းအောင်လှရဲ့ဇနီးဒေါ်ဂျူဂျူလတောင်ကိုရီးယားနိုင်ငံဆိုးကို အလဲအပတ်သွားတဲ့အခါမျိုးမှာလည်း MIR ရဲ့ Airbus လေယာဉ်ကိုတုံးတဲ့အကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနက BBC သတင်းအရင်းမြစ်ကပြောပါတယ်။ MIR ကိုပိုင်တဲ့24 hour ကုမ္ပဏီအုပ်စုဟာစစ်တပ်အတွက်လေယာဉ်တွေဝယ်ယူပေးနေတယ်လို့လူအခွင့်ရေးအဖွဲ့တွေကပြီးခဲ့တဲ့နှစ်ဒီမှာဖော်ထုတ်ခဲ့ကြပြီးအခုလိုအခွန်ကင်းလုပ်ခွင့်ရတယ်ဆိုတဲ့အချက်ကအကျိုးစီးပွားဆက်နွယ်မှုတွေကိုပြသနေပါတယ်။ဒါအပြင်မြန်မာစစ်ဘုတ်ချုပ်တွေမှာအမေရိကန်သမ္မတတွေရဲ့ Air Force 1လိုမျိုးတီးတန့်လေယာဉ်ပိုင်ဆိုင်ခြင်းနဲ့ဆန္ဒကအရင်ကတည်းကရှိခဲ့ပါတယ်။ စေကောင်းဆောင်မိသားစု၃နဲ့လေးရင်မြန်မာမှာနိုင်ငံတကာကိုအဓိကပြေးဆွဲပေးနိုင်တဲ့ပုဂ္ဂလိကပိုင်လေချောင်းကုမ္ပဏီတစ်ခုပဲရှိပြီးတော့ 24hour company အုပ်စုဖြစ်ပါတယ်24 hour company အုပ်စုကအပြည်ပြည်ဆိုင်ရာမြန်မာလေချောင်း MEI နဲ့မင်္ဂလာအရင် AKBZ လေချောင်းလိုင်းတွေကို ပိုင်ဆိုင်ပါတယ် MEI မှာ Airbus 6စီးအထိချီပြီးဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ပြည်ပခီးစဉ်တွေအတွက် Airbus အမျိုးအစား A319 115 MSN 5193လေရင် HY ALK ကိုတုံးပါတယ်အလားတူဒေါ်ကျူကျူလာတောင်ကိုရီးယားနိုင်ငံဆိုးကိုအလဲပတ်သွားတဲ့အခါမျိုးမှာလဲ MAI ရဲ့ Airbus လေရင်တွေကိုတုံးတဲ့အကြောင်းနိုင်ငံခြားရေးဝန်ကြီးဌာနက BBC သတင်းအရင်းမြစ်ကပြပြပါတယ်ဒေါ်ကျူကျူလာဆိုးကိုမကြာခဏသွားတယ်ဈေးဝယ်ထွက်တဲ့အခါများသောအားဖြင့်တန်အမတ်ကြီးလင်မယားတော်မလိုက်ရပါဘူးစင်ကာပူကိုလည်းရပ်ဖန်ရန်ကသွားတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကသတင်းအရင်းမြစ်ဒီကပြောပါတယ် အပီပီဆိုင်ရာလေကြောင်းလိုင်းတွေရဲ့လေရင်ဆက်ရောက်ထွက်ခွာမှုတွေကိုဖော်ပြနေတဲ့ Place Borders Net မှာ HYALNKR ဆိုးကိုပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း16ကြိမ်ပြန်တန်းခဲ့တယ်လို့ဖော်ပြထားပါတယ်။ဒီလေရင်ဟာတိသက်ခရီးစဉ်တွေရောပုံမှန်လေကြောင်းလိုင်းတွေကိုပါပြေးဆွဲပေးနေပြီးစင်ကာပူကရှန်ဂီလေစိတ်မလေးရှားကကွာလာလပူလေစိတ်နဲ့ဘန်ကောက်သုဝနဘူမိလေစိတ်တွေမှာလည်းဆင်းသက်ခဲ့တာတွေ့ရပါတယ်။ဒီလေရင်ကိုဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့ပြည်ပခရီးစဉ်တွေအတွက်ဘလို့သဘောတူညီမှုတွေ ဘလို့ငွေပေးရှင်မှုနဲ့ငှားရန်အသုံးပြုနေလဲလို့ AMI ကို BBC ကမေးမြန်းခဲ့ပါတယ်။ဇင်းလုံးငါခီးစဉ်အနေနဲ့အခကြေးငွေနဲ့ဝန်ဆောင်မှုပေးနေတယ်လို့ AMI ကဖြေကြားခဲ့ပေမဲ့ငွေကြီးပမာဏကိုတော့ထုတ်မပြောပါဘူး။အခွန်ကင်းလို့ခွင့်ရခဲ့တဲ့အပေါ်မိကုံထုံးမှုတွေရှိနေ။နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နဲ့တမရအူဝင်းမြင့်တို့ကိုအာဂရီမှုနဲ့ဆွဲချက်တင် ထောင်ချခဲ့တဲ့ အမှုတွေထဲမှာသဘာဝဘေးကာကွယ်ရေးအတွက်ရဟယင်ငှားရမ်းမှုမှာ နိုင်ငံတော်ရဲ့ဗန္ဒာငွေကြေးကိုထိခိုက်နစ်နာဆုံးရှုံးစေတယ်ဆိုတဲ့အချက်တစ်ချက်ပါခဲ့ပါတယ်ဒီအချက်ကိုအကြောင်းပြုပြီးလက်ရှိအခွန်ကင်းလို့ခွင့်ကရောနိုင်ငံတော်ဗန္ဒာကိုမထိခိုက်စေဘူးလားလို့မေးခွန်းထုတ်နေကြတာဖြစ်ပါတယ်ဖေဖော်ဝါရီ17ရက်ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ပြည်တော်စုအစိုးရအဖွဲ့အမိန့်ညင်ညာစာအမှတ်လင်းမြင့်ဆောင်2025မှာ HYLK ကိုဝယ်ယူရမှာဝင်ငွေကွန်နဲ့ကုံသွဲလုပ်ငန်းကုန်ပါကင်းလို့ခွင့်ပေးထားပါတယ်နိုင်ငံတော်ပိုင်းမြမအမျိုးသားလေကြောင်းလိုင်း MNE ကလေးရင်ဝေးရင်တော့အခွန်ပေးဆောင်ရမှာဖြစ်လို့ပုဂ္ဂလိကပိုင်း MEI ကဝေးတာကိုအခွန်ကိလို့ခွင့်ပေးတဲ့အတွက်မိကုံထုတ်เสียဖြစ်လာတယ်လို့အခွန်ဆိုင်ရာအငိမ့်စားအရာရှိကြီးတူကပြောပါတယ်နိုင်ငံပိုင်း MNE ကအချုံးပေါ်နေလို့သူပေးရမယ့်အခွန်တွေကိုကင်းလို့ခွင့်ပြုတာဆိုရင်နားလည်နိုင်ပါတယ်ဒါပေမဲ့ MEI ကပုဂ္ဂလိကပိုင်းဖြစ်နေပါပြီလို့သူကပြောပါတယ်လေးရင်ကို ပြန်ချော့အောက်ခွန် drawback စနစ်နဲ့ငှားရမ်းခဲ့တာဖြစ်ပါတယ် drawback ဆိုတာတင်သွင်းတဲ့အချိန်မှာအခွန်ပေးထားပြီးငှားရမ်းကာလပြီးလို့ပြန်ပို့တဲ့အချိန်မှာတင်သွင်းတုန်းကပေးထားရတဲ့အခွန်တွေကိုပြန်ထုတ်ယူ refund လုပ်နိုင်တဲ့စနစ်ဖြစ်ပါတယ်။ MEI မှာတက်ကလူကြီးတွေရဲ့ share တွေလည်းပါတယ်လို့သတင်းထွက်ခဲ့ပါတယ်လို့အငိမ့်စားအခွန်အရာရှိကြီးကပြောပါတယ်။ဒီပြောဆိုမှုနဲ့ပတ်သက်လို့အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းကို BBC ကဆက်သွယ်မေးမြန်းခဲ့ရမှာတော့ဒီလေရင်ကို MEI လေကြောင်းလိုင်းကတရားရဂိုင်နှုန်းပိုင်ဆိုင်တယ်လို့ပြန်ဖြေပါတယ်။ ဒါပေမဲ့ Airbus အမျိုးအစား A319 115 MSN 5193လေးရင် HYLNK အခုကင်းလို့ခွင့်ရခဲ့တာမှန်ကန်တဲ့အကြောင်းအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းလိုင်းကပြောပါတယ်။အခုဘလောက်ကင်းလို့ခွင့်ရခဲ့လဲဆိုတာကတော့လေရင်ရောင်းချသူနဲ့ဝယ်ယူသူကြားထိမ့်သိမ့်အပ်သောတည်င်းအချက်လက်ဖြစ်တယ်လို့ MBI က BBC ကိုပြောပါတယ်။တက်တဲ့24 hour အကျိုးစီးပွားဆက်နွှဲမှု 24 hour company အုပ်စုဥက္ကဋ္ဌဦးအောင်အောင်စောဟာထင်ရှားတဲ့စီးပွားရေးလုပ်ငန်းရှင်ကမ်ဘောဇာဥက္ကဋ္ဌဦးအောင်ကဝင်းစီကနေအပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်းနဲ့ AKBZ ကို2018မှာဝယ်ယူခဲ့တာဖြစ်ပါတယ်24 hour အုပ်စုဟာလေကြောင်းကဏ္ဍတွေမကပဲကြောင်မီးသွေးတုဖို့ရေးလေရင်စီနဲ့စက်သုံးစီဖြန့်ဖြူးရေးစောက်လို့ရေးကျိုးနဲ့စီအုံးစိုက်ပျိုးရေးစတဲ့လုပ်ငန်းအမြောက်များကိုလည်းပိုက်ဆိုင်ပါတယ်ဦးအောင်အောင်စောဟာဗိုလ်ချုပ်မှုကြီးမင်းအောင်လိုင်ပြီးသားစုနဲ့ယင်းနှီးသူဖြစ်ပြီး စစ်ကောင်းဆောင်မိသားစုရဲ့လေရင်ခရီးစဉ်တွေအတွက်အထူးဂရုစိုက်ပေးတဲ့အကြောင်းလုပ်ငန်းချက်တူကပြောပါတယ်24 hour company အုပ်စုကတက်တဲ့အချိုးစည်းပွားဆက်နွယ်နေတဲ့အကြောင်း BBC ရဲ့နောက်ထပ်သတင်းအရေးမြစ်တူကလည်းပြောပါတယ်သူတို့ရှယ်ယာထည့်ထားတဲ့လေရင်ကိုသူတို့ပိုင်းလောကပဲလာမောင်းတာလို့အဲ့ဒီသတင်းအရေးမြစ်ကပြောပါတယ်တက်ရဲ့အချိုးစည်းပွားဆက်နွယ်မှုတွေကိုပေါ်ထုတ်နေတဲ့လူ့ခွင့်ရလှုပ်ရှားမှုအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar JFM ကမင်္ဂလာ Aviation ဟာမြန်မာစစ်တပ်ကို ATR ေးရင်၅ဇင်းဝယ်ယူငှားရမ်းပေးခဲ့တယ်လို့မနိကထွက်တဲ့အစီရင်ခံစာတစ်ခုမှာဖော်ပြခဲ့ပါတယ်။ AKBZ သည်၎င်းတို့ပိုင်ဆိုင်ထားသည့် ATR လေးရင်၂ဇင်းကိုမြန်မာလီတက်ထံရောင်းချပေးခဲ့ပြီး ATR 72500 MSN 545နဲ့ ADR 72600 MSN 1058တို့ဖြစ်သည်လို့ GFM ကရေးပါတယ်2024ခုနှစ်ဇန်နဝါရီမှာအဲ့ဒီလေရင်နှစင်းတဲက MSN 1085ကို လေတက်စီကပြန်ငှားရမ်းပြီးမင်္ဂလာအဗီရှင်းကပြန်လည်မှတ်ပုံတင်ပါတယ်ဒီငှားရမ်းမှုကစစ်အုပ်စုအတွက်ပုံမှန်ဝင်ငွေတရက်ကိုရရှိစေမယ်လို့ GFM ကရေးပါတယ် AKB ဇာတ်နဲ့မြန်မာလေတက်ရဲ့လေရင်ငှားရမ်းအသုံးပြုမှုက2013ခုနှစ်ကတည်းကရှိခဲ့တာဖြစ်ပြီး ADR 72500 MSN 658ကိုတက်က AKB ဇာတ်ကိုငှားရမ်းပေးခဲ့ပါတယ်မြန်မာလေတက်အတွက် ADR 72500 MSN927 နဲ့ MSN939 ကိုဝယ်ခဲ့တုန်းကလည်း AK ဘီဇက်ကသူတို့အမည်ကိုအသုံးပြုဝယ်ယူခွင့်ပေးခဲ့တယ်လို့ JFM ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်။လေကြောင်းဆိုင်ရာဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ playsports.net ကလည်း ADR လင်းဒီဇင်းတွေကို AK ဘီဇက်နဲ့တက်တလဲစီမှတ်ပုံတင်ခဲ့ကြတာကို ဖော်ပြထားပါတယ်။နောက်ထပ်လေကြောင်းဆိုင်ရာဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ Airflix net မှာလည်း ADR72500 MSN 545လေးရင်တစင်းတဲကို AK Visa နဲ့တက်တလဲစီမှတ်ပုံတင်ထားတာတွေ့ရပါတယ်အနောက်နိုင်ငံတွေရဲ့အရေးယူပိတ်ဆို့မှုကိုခံနေရတဲ့မြန်မာစစ်တပ်အနေနဲ့ပုတ်ကလေးကလေးရောင်းလိုင်းတွေကိုအကာအကွယ်ယူတာကစမ်းတော့မစမ်းဘူးလို့လုံရရေးဆိုင်ရာအကဲခတ်တအူကပြောပါတယ်တီးတန့်လေးရင်အိမ်မက်ဘောကြောင့်မူကြီးတန်းချွေဟာ2008ဖွဲ့စည်းပုံအခြေခံဥပဒေအရတက်လာမယ့်တမရအတွက်တီးတန့်လေးရင်တစင်းစီစဉ်ပေးခဲ့မှုပါတယ် ရုရှားထုတ် AN 148အသစ်တစင်းကိုမာယူခဲ့ပြီးစမ်းသပ်ပြန်တန်းစဉ်2011ခုနှစ်မတ်လ9ရက်မှာရုရှားမှာပောက်ကွဲပြီးပြက်ကျခဲ့ပါတယ်။လေရင်ပြက်ကျမှုမှာ6ဦးသေဆုံးခဲ့ပြီးမြန်မာလီတပ်က2ဦးပါဝင်ပါတယ်။ဒီအကြောင်းတွေကိုအငိမ့်စားကာကွယ်ရေးဦးစီးချုပ်လီဗိုလ်ချုပ်ကြီးမြတ်ဟင်းကလေထဲမိုးတယ်လို့အမည်ရတဲ့စာအုပ်မှာထည့်ရေးခဲ့တာဖြစ်ပါတယ်။ဒါအပြင်2000ခုနှစ်ကစစ်စင်ရေးအထူးအဖွဲ့မှစစ်ဦးစီးအရာရှိချုပ်ကြီးဒုတိယဗိုလ်ချုပ်ကြီးတင်ဦးနဲ့ တက်အရာချီကြီးတွေရဲ့လေရင်ပြက်ကြမှုလည်းဖြစ်ခဲ့မှုတာကြောင့်မြန်မာစစ်ဗိုလ်ချုပ်တွေဟာလေရင်တွေနဲ့ပတ်သက်ရင်အဆောင်အယောင်အဖြစ်တာမကပဲလုံခြုံရေးအရာပါထည့်သွင်းစဉ်းစားကြတယ်လို့လေတက်အရာရှိဟောင်းတအူးကပြောပါတယ်အာနာသိမ့်ပြီးတဲ့နောက်စစ်ကောင်းဆောင်တွေရဲ့ပြည်ပခရီးစဉ်လေရင်သုံးဆွဲမှုတွေကိုကြည့်ရင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကခရီးခြေတွေအတွက် MBI ရဲ့ Airbus လေရင်တွေကိုပဲအများဆုံးသုံးတာတွေ့ရပါတယ်သူ့ရဲ့တရုတ်နဲ့ရုရှားခရီးစဉ်တွေမှာ MBI ရဲ့ Airbus လေရင်တွေကိုပဲသုံးခဲ့ပါတယ် ဒါပေမဲ့သမရဟောင်းဦးသိန်းစိန်ရဲ့တရုတ်ခီးစဉ်နဲ့ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းရဲ့တရုတ်ခီးစဉ်တွေမှာတော့လေတပ်ပိုင် ဖောက်ကာစမ်တီလေယာဉ်တွေကိုပဲအသုံးပြုခွင့်ရခဲ့ပါတယ်။ပြီးခဲ့တဲ့ဧပြီလကဘင်းစတက်အစည်းအဝေးတက်ဖို့ဗိုလ်ချုပ်မူကြီးမယောင်လိုက်ထိုင်းကိုလာရောက်စင်မှာတော့ဖောက်ကာစမ်တီလေယာဉ်ကိုသုံးခဲ့တာတွေ့ရပါတယ်။ကွာရှာတာတစ်ခုကတော့ဗိုလ်ချုပ်မူကြီးမယောင်လိုက်ကသူ့ဖောက်ကာစမ်တီလေယာဉ်ကိုသုံးခဲ့တဲ့အခါမှာနိုင်ငံတော်တစိုက်ကိုလေယာဉ်မှာကတ်ထားပြီးသမရဟောင်းဦးသိန်းစိန်နဲ့ ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းတို့ရဲ့ခရီးစဉ်တွေမှာတော့ပေးသုံးတာမတွေ့ရပါဘူးဒါကအတိသားကြီးပါဗိုလ်ချုပ်မူကြီးမင်းအောင်လိုက်သာတမရဖြစ်လာရင်တီးတန့်လေးရင်ပိုင်ဆိုင်ဖို့ သူစူးစမ်းမှတန်တရားဖြစ်เสียမှာရှိပါဘူးလို့နိုင်ငံရေးအကဲခတ်တူကပြောပါတယ် BBC မှာစောင်းပါဖြစ်ပါတယ်အဆုံးထိနားထောင်ပြီးတဲ့အူးချင်းစီကိုကျေးဇူးထူးတင်ပါတယ်။ ကျွန်တော် channel မှာယခုကဲ့သို့စာပြီးစောင်းမများကိုသဘောကျနှစ်သက်တယ်ဆိုရင် channel မှာတင်တိုင်းသိရအောင်ကျွန်တော် channel လေးကို like and subscribe လေးတွေပေးခဲ့ပြီးဘေးနားလေးကခေါင်းလောင်းလေးကိုနှိပ်ခဲ့ပြီးပို့ရတဲ့ရက်ခံပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်